အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025နိုဝင်ဘာလ23ရက်နေ့ဖြစ်ပါတယ်နော်ကိုကျော်ကြီးရဲ့ပြိဿသမုပ္ပတ်ကိုလွယ်လွယ်ကူကူနားလည်အောင်ရှင်းပြပေးပါပြိဿသမုပ္ပတ်ကိုအတက်နိုင်သမျှအလွယ်ကူဆုံးနားလည်အောင်ရှင်းပြပေးပါဆိုတုံမဟာဝါမှာအရှင်အာနန္ဒာကနေပြီးတော့ပြောလို့မြတ်စွာဘုရားကဟောထားတဲ့တုတ်တန်ရှိတယ်မာနိဒါနာတုတ်ဆိုတာပြိဿသမုပ္ပတ်တရားတော်ပေါ့နော်အဲ့ဒီတုတ်ကတော့လူတွေလွယ်လွယ်ကူကူနားလည်နိုင်တဲ့အရာတစ်ခုဖြစ်တယ်လက်ရှိပြစ္ဆုတ်ပံကိုနားလည်ဖို့သဘောပေါက်ဖို့တုတ်တန်ဖြစ်တယ် ဒါလေးကိုကိုကျော်ကြီးတက်နိုင်တယ်များအချင်းအချင်းယုံပြီးတော့ရှင်းပြပြီးမှာနော်မြတ်စွာဘုရားကပြောတယ်အိုချင်းနာချင်းတေချင်းဆိုတာဘာကြောင့်ဖြစ်လဲတဲ့ဇရာမရဏပေါ့အိုချင်းတေချင်းကဘာကြောင့်ဖြစ်တယ်လဲလို့ပြောရင်တဲ့အာနန္ဒာအကြောင်းရှိတယ်တဲ့ဇာတိဆိုတဲ့အကြောင်းကြောင့်ဇာတိဆိုတာဘာဇာတိလဲလို့မေးရှင်နတ်နတ်ဇာတိဘလူဇာတိဂုံမန်တို့ရဲ့ဇာတိလူဇာတိနှက်ဇာတိခြေလေးကြောင့်ရှိတဲ့တတ္တဝါရဲ့ဇာတိတွားသားတတ္တဝါရဲ့ဇာတိ ဇာတိဆိုတဲ့သဘောတရားကဘာလဲဆိုတော့အမိဝမ်းထဲမှာပရိသတ်တွေနေခြင်းကနေစပြီးတော့အကောင်ထဲတစ်ခုလုံးထင်ထင်ရှားရှားဖြစ်လာကြက်ဦးကနေပြီးတော့အကြက်ကလေးအကောင်ပေါက်လာတယ်ပင်အစာရှာစားတက်လာတယ်သွားတက်လာတက်လာတယ်အဲ့ဒီအချိန်ကာလကိုဇာတိလို့ခေါ်တယ်စပြီးတော့ပရိသတ်တွေနေတဲ့အချိန်ကနေစပြီးတော့အကောင်လေးပေါက်လာတာကိုဇာတိအဲ့ဒီဇာတိကြောင့်အိုခြင်းတေခြင်းဆိုတာဖြစ်တာတဲ့အဲ့ဒီဇာတိကဘာကြောင့်ဖြစ်လာတာလဲဆိုတော့လေရှိတယ်တဲ့အကြောင်းရှိတယ်တဲ့ကံကြောင့်ဖြစ်လာတာတဲ့အတိတ်ကနေပြီးတော့ပြုတ်လုလိုက်တယ်ကံ ဘဝဆိုတဲ့ကံကြောင့်ဖြစ်လာတာတဲ့အဲ့ဒီဘဝကကာမဘဝရှိတယ်ယူပဘဝရှိတယ်အယူပဘဝရှိတယ်အတိတ်မှာဘာတွေပြုလုပ်လိုက်လဲဆိုတော့ကုသိုလ်အကုသိုလ်ကံတွေကိုပြုလိုက်တယ်အဲ့ဒါကာမဘဝကုသိုလ်အကုသိုလ်ကံတို့ဒီကာမဘဝအဲ့ဒါကိုမြတ်စွာဘုရားကရှင်းရှင်းလေးဟောထားတဲ့တုတ်တန်တစ်ခုရှိတယ်အဲ့ဒါကိုတော့အဖြူကံအမဲကံအဖြူမဲမဟုတ်တဲ့ကံဆိုတော့ဟာဒီနဲ့ရောပြီးတော့ပြောပြီးဟောတာလားအမဲကံပြုလို့လို့ရှင်ရင်အောက်ပုံတွေရောက်တယ်ငရဲပိတ်တာတိလိမ့်ဆန်ဆိုတဲ့ကာမဘဝတွေရတယ် အဖြူမဲရောတဲ့ကံကိုရလှုပ်လို့ရှင်လူနဲ့ဆိုတဲ့ဟာရတယ်အဲ့ဒါဒီကာမဘဝကြီးကာမဘဝကိုပြုလုပ်တဲ့ကံကိုခေါ်တယ်ဆိုတော့အဖြူကံကြီးပဲတည်တံ့လှုပ်လိုက်လို့ရှင်ယူပဆိုတဲ့မြမဘဝကိုရမယ်အာယူပဆိုတဲ့မြမဘဝကိုရမယ်အဲ့ဒါကိုယူပဘဝကာမဘဝအာယူပဘဝလို့ခေါ်တယ်ဟုတ်ပြီနော်အဲ့ဒီဘဝကြောင့်တဲ့ဒီဘက်မှာဇာတိဖြစ်ရတယ်တဲ့အဲ့ဒီဘဝကကိုတဲ့အကြောင်းပဲဖြစ်လာတာမဟုတ်ဘူးတဲ့ဥပါဒံကြောင့်ဖြစ်လာတာတဲ့ဆွဲလန်းတဲ့ဥပါဒံဘာတွေကိုဆွဲလန်းတာလဲဆိုတော့ ကာမုပါဒံနဲ့ကာမဂုဏ်တွေကိုဆွဲလန်းတယ်။ဒိဋ္ဌုပါဒံနဲ့အယူဝါဒတွေဘာသာတရားတွေဟိုလိုလုပ်တယ်ဒီလိုလုပ်တယ်ဆိုတဲ့အရာတွေကိုဆွဲလန်းတယ်။အဲ့ဒါကဒိဋ္ဌုပါဒံ။နောက်ပြီးနောက်ပြီးတဲ့အခါကျတော့တိလပတုပါဒံနဲ့အလေးမာတွေအကျင့်မာတွေတိလတွေလွဲမာတဲ့ကိုကိုကိုညှင်းဆဲရုံတက်တက်ဒုက္ခပေးရုံတက်တက်ပင်မဆင်းရဲရုံတက်တက်ဝိလိစလိတွေနေတဲ့အကျင့်တွေနွားလိုခွေးလိုကျင့်တဲ့အကျင့်တွေအဲ့ဒါတိလပတုပါဒံ။အဲ့ဒီဥပါဒံတွေကိုဆွဲလန်းတယ်။အလေးမာအကျင့်မာတွေကိုဆွဲလန်းတယ်။ နောက်တစ်ခါကျတော့အတ္တဝါလူပါဒံနဲ့အကောင်တတ္တဝါလေးငါ့မှာလည်းအကောင်တတ္တဝါလေးတစ်ကောင်ရှိတယ်ငါဆိုတဲ့အကောင်လေးတတ္တဝါလေးတစ်ကောင်ရှိတယ်ငါ့ကိုလည်းဖန်ဆင်းတဲ့အကောင်တတ္တဝါလေးတစ်ကောင်ရှိတယ်ဆိုတော့အဲ့ဒါအတ္တဝါလူပါဒံပဲအဲ့ဒီဥပါဒံကြီးကြောင့်အခုနောက်ဘဝကိုလုတ်တယ်တဲ့ဒီဥပါဒံကြီးကောတဲ့ဘာကြောင့်ဖြစ်လဲဆိုတော့အကြောင်းရှိတယ်တဲ့တဏှာကြောင့်ဖြစ်တယ်တဲ့ဘာတဏှာလဲဆိုတော့အစင်းအတန်အနက်ရတာအတွေ့အထိတွေးကြံစရာဓမ္မသဘောအဲ့ဒီ6မျိုးအပေါ်မှာနှစ်တက်တာဒီတဏှာပဲတဲ့မြတ်စွာဘုရားက အဲ့ဒီအာယုံ6ပါးပေါ်မှာနှစ်သက်တာလောကကြီးထဲမှာအာယုံ6ပါးရှိတယ်အာယုံ6ပါးတဲ့လုံပြီးဘာမှမရှိဘူးအဲ့ဒီ6ပါးအာယုံ6ပါးသောအာယုံတွေကိုနှစ်သက်တာကတဏှာတဲ့အဲ့ဒီတဏှာကရောတဲ့ဘာကြောင့်ဖြစ်တာလဲဆိုဝေဒနာကြောင့်ဖြစ်တယ်တဲ့အဲ့ဒီဝေဒနာကဘာလဲဆိုတော့မြတ်စွာဘုရားကရှင်းပြတာကမျက်စိနဲ့မြင်ပြီးခံစားတယ်အဲ့တော့အာယုံခံ6ပါးပေါ့မျက်စိနားနာလျှာကိုစိတ်နဲ့တွေ့ထိပ်ပြီးတော့ခံစားတာကိုဝေဒနာလို့ခေါ်တယ်တဲ့ဆိုတော့အာယုံ6ပါးရဲ့အာယုံခံ6ပါးရဲ့ မျက်စွာမျက်စွာဘုရားကရှင်းရှင်းလေးဟောတာဒါဒီခန္ဓာကိုယ်ကြီးမှာအာယုံ6ပါးလည်းရှိတယ်အာယုံခံ6ပါးလည်းရှိတယ်ဗဟိတမှာလည်းရှိတယ်ဟုတ်ပြီနော်အဲ့ဒီဝေဒနာကဘာလဲဘာကြောင့်ဖြစ်တာလဲဆိုတော့ဖတ်တာကြောင့်ဖြစ်တာတဲ့ဖတ်တာဆိုတာဘာလဲဆိုတော့တစ်ဖက်မှာအစင်းရှိတယ်ဒီမှာမျက်လုံးရှိတယ်အစင်းနဲ့မျက်လုံးတိုက်လိုက်တဲ့တိတ်မှုဝิญဉ်ပေါ်လာတယ်အဲ့ဒီသုံးပါးပေါင်းစုံမှုကြောင့်တွေ့ထိမှုသဘောတရားလေးကိုဖတ်တာလို့ခေါ်တယ်အဲ့တော့အာယုံခံ6ပါးနဲ့အာယုံ အယုံ၆ပါးတို့တွဲဆုံမှုကြောင့်ဖြစ်ပေါ်လာတဲ့စိတ်အဲ့ဒီစိတ်ရဲ့ပေါင်းပေါင်းဆုံမှုကိုဖတ်တာဆိုတဲ့တွဲထိမှုသဘောလို့ခေါ်တယ်။ဒါဆိုရင်မြတ်စွာဘုရားကဒါဒီကိုလွယ်လွယ်လေးရှင်းပြနေတာဖြစ်ခြင်းကြောင့်ဖတ်တာဘာကြောင့်ဖြစ်လဲလို့မြည်တော့ခါကြတော့မြတ်စွာဘုရားကအာရတနာကိုမပြောတော့ကြော်ပြီးတော့နိုင်ရုပ်ကြောင့်ဖြစ်တယ်လို့ပြောလိုက်တယ်။အာရတနာကိုဘာလို့ဖျောက်ပလိုက်လဲဆိုတော့အခုပြောနေတာဒီကအာရတနာဒီကိုပဲပြောနေတာဖြစ်ခြင်းကြောင့်တတ္တဝါဆိုတော့အာရတနာဒီစုပေါင်းထားတဲ့အရာဆိုတာကိုပြောနေတာဖြစ်ခြင်းကြောင့်အာရတနာကို အကြောင်းအနေနဲ့မပြတော့ဘဲနဲ့နာယုတ်ကိုအကြောင်းအနေနဲ့ပြတယ်။နာယုတ်ဆိုတာပါလေတဲ့ယုတ်ဆိုတာက ပထဝီတေဇောအာဘောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါးနဲ့ဓာတ်ကြီးလေးပါးကိုမှိပြီးဖြစ်တဲ့ယုတ်ကြီးတဲ့။နာန်ဆိုတာပါလေဆိုတော့တဲ့ခံစားတယ်မှတ်သားတယ်စိတ်စော်တယ်။နှလုံးသွင်းတယ်အဲ့ဒါဒီကနာန်ကြီးတဲ့။အဲ့ဒီနာန်ယုတ်ကဘာကြောင့်ဖြစ်လဲဆိုတော့တဲ့ဝိညာဉ်ဆိုတဲ့အထိုးသိတတ်တဲ့တရားတရားကြောင့်ဖြစ်တာတဲ့။ဝိညာဉ်ဆိုတဲ့အထိုးသိတတ်တဲ့တရားဆိုတာဉာဏ်ပညာသဘောတရားတွေပါတယ်။တွဲခေါ်ဆင်ခြင်မှုတွေပါတယ်။ ်မှတ်သားတာကိုလည်းသိတယ်ခံစားတာကိုလည်းသိတယ်စိတ်ဆော်တာကိုလည်းသိတယ်ရုပ်ကိုလည်းသိတယ်အဲ့ဒီသဘောတရားတွေပါတာကိုအထူးသိမှုဝิญဉ်လို့ခေါ်တယ်တဲ့အရှိရာဟာတွေကိုတော့ဘာကြောင့်ဖြစ်တယ်ဆိုတာဒီမပြောတော့ဘဲနဲ့ဒီနေရာကနေစပြီးတော့ပြောမယ်နော်နန်ဒီနန်ရုပ်ကားတဲ့ဝิญဉ်ရောက်ဖြစ်တယ်တဲ့အာနန္ဒာတဲ့ဒီနန်ရုပ်ကဝิญဉ်ရောက်ဖြစ်ကြောင်းကိုဘယ်လိုသိနိုင်လဲဆိုရင်တဲ့တစုံတစ်ခုသောတတ္တဝါမှာတဲ့အမိဝန်းတွဲကို ပရိသတ်တွေဝิญဉ်ကလာပြီးတော့မတီးလို့ရှိရင်တဲ့အဲ့ပရိသတ်တွေဝิญဉ်ဆိုတာတစ်ဖက်ဘဝကနေပြီးတော့မသေးခင်ဘဝကနေပြုတ်လုလိုက်တယ်အဘိသင်္ခါရဝิญဉ်လို့ခေါ်တဲ့ကံဝิญဉ်နေအခုနကံမဘဝဝิญဉ်နေဟုတ်ပြီနော်တစ်ခုချင်းပြန်ကောက်ပြမယ်နော်ကမ္မဘဝဝိညာဉ်အဲ့ဒီဝိညာဉ်ကအမိပြိတ္တိထဲမှာနေလိုက်တဲ့ခါကျရင်ဒါဇာတိစတာပဲအဲ့တော့ဘာဖြစ်သွားလဲဆိုတော့ဒီဝိညာဉ်နဲ့ဒီနာယုတ်အကြောင်းပြောပြန်ပြောတာဒီကမ္မဘဝနဲ့ဇာတိကိုပြန်ပြောတာ ਨੇ အတူတူပဲရှင်းလားမသိဘူးနော် အဲ့တော့ဒီပရိသေတွေဝင်ညာအမိဝမ်းထဲကိုကိန်းလိုက်တဲ့အချိန်မှာတဲ့ဒီနန်ယုတ်ကတပေါင်းတစည်းတည်းဖြစ်သွားတယ်တဲ့နန်ငောယုတ်ကတပေါင်းတစည်းတည်းအကယ်၍မြန်းနဲ့အဲ့ဒီဝိညာဉ်ကအမိဝမ်းထဲမှာပရိသေတွေမနေနိုင်ဘူးဆိုရင်နန်ယုတ်ကတပေါင်းစည်းစည်းတည်းမဖြစ်တော့ဘူးလေဒါကြောင့်လေတဲ့ဝိညာဉ်ကြောင့်နန်ယုတ်ဖြစ်တယ်ဆိုတာကိုသိနိုင်တယ်တဲ့တခါနောက်တနည်းမြတ်စွာဘုရားကထင်ထင်ရှားအောင်ပြောပြတယ်ပရိသေတွေဝိညာဉ်ကတော့လာပြီးတော့အမိဝမ်းထဲမှာကိန်းလိုက်တယ်နန်ယုတ်ကလည်းတပေါင်းတစည်းတည်းဖြစ်သွားတယ်ဒါပေမဲ့ကိန်းပြီးတော့ချုပ်သွားတယ် ဆိုတော့မျိုးသမီးတွေဘောရှင်ဖြစ်တယ်ဆိုပြီးတော့ဟာနောက်လူသေးလေးမွေးတယ်တို့အဲ့ဒီပြဿနာကြီးပေါ့နော်အဲ့တော့လူကောင်လေးဖြစ်မလာတော့အမေဝမ်းထဲမှာနေပြီးတော့ခုနဘောရှင်ဖြစ်သွားတဲ့အခါမျိုးတွေဆိုရင်လုံးဝလူကောင်လေးဖြစ်မလာနိုင်တော့အဲ့ဒါကြောင့်လေတဲ့ဒီဝิญဉျောက်နိုင်ရုပ်ဖြစ်တယ်ဆိုတာထင်ရှားတယ်တဲ့နောက်တစ်ခါနောက်တစ်နည်းချက်ပြောတယ်လူဖြစ်နေတော့မွေးလာတယ်တဲ့လူလောကထဲကိုရောက်လာတယ်ရောက်လာပြီးတော့အဲ့ဒီတငယ်တွေတငယ်မတွေကငငယ်ရွယ်ရွယ်မှာပဲတည်သွားကြတယ်အဲ့ဒါဆိုရင်ဒီနိုင်ရုပ်ကြီးကစီပင်ချင်းပြန်ပွားချင်းဟာလာပညာတတ်ကြီးတွေဟာလာ ညာရှင်ကြီးတွေဟာတထဲကြီးတွေတကြွယ်ကြီးတွေဆိုပြီးတော့ပြောရလောက်တဲ့အကောင်တတ္တဝါအကြီးကြီးအခုလိုပုံစံမျိုးတွေဖြစ်မလာတော့ဘူးတဲ့ဒါကြောင့်လေဝိညာဉ်ကြောင့်နိုင်ရုပ်ဖြစ်တယ်ဆိုတာထင်ရှားတယ်တဲ့တခါမြတ်စွာဘုရားကအထက်ပြောတယ်အဲ့ဒီဝိညာဉ်ကဘာကြောင့်ဖြစ်လဲတဲ့သူလည်းအကြောင်းရှိတယ်တဲ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကသင်္ခါရကိုအကြောင်းမပြတော့ ဟိုဘက်ကိုတင်ခါရနဲ့အဝိဇ္ဇာကိုအကြောင်းမပြဖြတ်ချလိုက်ပြီးတော့ဒီဘက်ကိုပြန်လှည့်လိုက်တယ်။အဲ့ဒီဝိညာဉ်ကလည်းဒီနံယုတ်ကြောင့်ပဲဖြစ်တယ်နော်။လက်ရှိခန္ဓာကိုယ်မှာလဲပတ်နေတာဒီဝိညာဉ်နံယုတ်နှစ်ခုတည်းလဲပတ်နေတာဆိုတော့မျက်စွာပြားပြ။အဲ့ဒီဝိညာဉ်ကလည်းတဲ့နံယုတ်ကြောင့်ဖြစ်တယ်။ဒါကိုဘယ်လိုသိနိုင်လဲလို့မေးလို့ရှိရင်တဲ့နံယုတ်ဆိုတဲ့မိယာကိုမရရင်ဒီဝိညာဉ်ကားတဲ့ဆက်ပြီးတော့ဘဝဖြစ်နေဇာတိလည်းမဖြစ်နိုင်တော့ဘူးတဲ့။ဇရာမရဏလည်းမဖြစ်နိုင်တော့ဘူး။ဘဝလည်းထမရနိုင်တော့ဘူး။ဇရာမရဏလည်းထမရနိုင်တော့ဘူး။ အဲ့ဒီသဘောတရားကိုတခါလေးပြောလိုက်တယ်အဲ့တော့ဒီဘက်မှာဝိညာဉ်ကချုပ်သွားတယ်အဘိသင်္ခါရဝိညာဉ်ကချုပ်သွားတယ်ချုပ်သွားတာဖြစ်ခြင်းကြောင့်ကံမဘဝလည်းမဖြစ်ဘူးဟိုဘက်မှာဇာတိလည်းမဖြစ်ခြင်းကြောင့်ဒါကြောင့်မလို့မြတ်စွာဘုရားကတတ္တဝသိပြီးဖြစ်သလားမဖြစ်ဘူးလားမေးလို့ရှိရင်ဖြစ်ကုန်မဖြစ်တယ်ဆိုတော့အဲ့ဒီအဲ့ဒီအကြောင်းအရာကြောင့်မဖြစ်တာဒီပရိစ္ဆာသမုပ္ပတ်အကြောင်းအရာကြောင့်မြတ်စွာဘုရားကမဖြစ်ခြင်းဖြစ်တယ်နော်အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကစပြီးတော့တုတ်တန်ရဲ့အစမှာမြတ်စွာဘုရားကဘာခေါ်လဲဆိုတော့ အာနန္ဒာရဲ့ဒီပရိစ္ဆာသမုပ္ပတ်ကိုတတဝါတွေကလျှော်စွာမသိခြင်းထိုးထွင်းရင်မသိခြင်းကြောင့်ねချူဆံမြက်ကဲ့သို့၎င်းနဲ့စာပေါင်းတိုက်ကဲ့သို့၎င်းနဲ့မိမ့်မြက်ကဲ့ပိတ်မြက်ကဲ့သို့၎င်းနဲ့ရှုပ်ထွေးတဲ့ချီငင်ထွေးကဲ့သို့၎င်းနဲ့ရှုပ်ထွေးပြီးတော့ပွေလိန်နေပြီးတော့အပေငရဲတွေကြတယ်တန်တရာထဲမှာလဲရတယ်တဲ့ဒီဝိညာဉ်နံယုတ်နှစ်ခုတည်းမြှဖြင့် အမိဖြစ်ချင်းသည်ဖြစ်တယ်တတဝါဖြစ်ချင်းသည်ဖြစ်တယ်ပြည့်ညစ်ပြည့်ညက်ဖြစ်ချင်းသည်ဖြစ်တယ်တဲ့အဖန်ဖန်သေးတယ်တဲ့အဖန်ဖန်မွေးတယ်တဲ့ဝတ်သုံးပါးလဲတယ်တဲ့ခန္ဓာ၅ပါးဆိုတဲ့ပြည့်ညက်ချင်းသည်ထင်ရှားဖြစ်တယ်တဲ့အဲ့တော့ဒီဝိညာဉ်နံရုပ်ဆိုတဲ့သဘောတရားကိုနားလည်သွားပြီဆိုရင်ဒီပြိဿတမှုပတ်ဆက်ကိုရက်ပလိုက်လို့ရတယ်ရက်လိုက်တဲ့အခါမှာအဘိသင်္ခါရဝိညာဉ်ကိုဖြတ်လိုက်တာ ਨੇ နောက်တဲ့ဇာတိဆိုတာဒီမလာတော့တဲ့အတွက်ဇရာမရဏဆိုတာမဖြစ်ဘူးအဲ့ဒီအတွက်ယဟန္တာတို့မြည်သည် အရဟတဖို့စိတ်မှာနိဗ္ဗာန်နိဗ္ဗာန်အာယုံကမြဲနေတာဖြစ်ခြင်းကြောင့်သုတ္တိစိတ်ကြလိုက်တဲ့အခါမှာအာယုံကနိဗ္ဗာန်အာယုံပဲရှိတယ်။ကိုယ့်ဘက်ကယုံ nant ကိုလှမ်းမဆွဲထားဘူး။လှမ်းမဆွဲထားတာဖြစ်ခြင်းကြောင့်နောက်ထပ်ပရိသတ်တွေဇာတိတွေပရိသတ်တွေဖြစ်မလာတော့ဘူး။ဒါကြောင့်မလို့တတ္တဝါသည်ဖြစ်ခြင်းမဖြစ်ခြင်းဆိုတဲ့အမေးမျိုးကိုမျက်စွာဘုရားကဘယ်တော့မှမဖြေခြင်းဖြစ်တယ်။ဟုတ်ပြီနော်။အဲ့တော့တတ္တဝါဖြစ်သလားမဖြစ်သလားလို့ပြောဖို့နေနေတာဒါဇာတိဆိုတဲ့ဇာတ်လည်းပြောလို့မရဘူး။ဘဝဆိုတဲ့ဇာတ်တော့ပြောလို့မရတဲ့အတွက်မျက်စွာဘုရားကအဲ့ဒီအယူဝါဒကိုမဟောခြင်းဖြစ်တယ်။ဟုတ်ပြီနော်။ဒါလို့ဆိုရင်တော့ ပြိဿတမှုဘက်ကိုသဘောတရားလောက်တော့နားလည်မယ်လို့ထင်ပါတယ်